အလောင်းဝဲမင်္ဂလာပါ Tish Uber Dash မှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop သင်ခန်းစာအပိုင်းခွန်အနေနဲ့လေယာတွေကိုဘယ်လိုပွားရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပြီးတော့มาဖြစ်ပါတယ်အာလေယာပွားနည်း၃မျိုးကိုပြောပြပြီးတော့มาပေါ့နော်ပထမတစ်ခုကတော့ Move to ကိုယူပြီးတော့ Keyboard ကနေ Order ကိုဖိထားလိုက်ပါ Order ကိုဖိထားလဲအချိန်မှာအာဒီနေရာမှာဆိုလို့ရှိရင် အစတော့က ရဲ့ mouse pointer လေးကဒီလိုအောက်ကနေများလေးခုလေးပေါ်ရဲ့ပေါ့နော်။ဒါမဲ့ order ကိုဖိလိုက်တဲ့အချိန်မှာအာ mouse pointer ကအဖြူနဲ့အမဲနှစ်ခုပြောင်းသွားပါလိမ့်မယ်။အဲဒါဆိုလို့ရှိရင်ကိုပွားရှင်တဲ့လေးအောင်ဖိပြီးတော့ဆွဲလာလိုက်ပါ။ ဒါဆိုတော့အာလေယာနှစ်ခုဖြစ်သွားပြီပေါ့နော်ဒုတိယတစ်ခုကကြတော့ copy ကူပြီးတော့ paste ပြန်လုပ်တာပါအာဒါကတော့လူတိုင်းတုံးဖို့နေကြနေလန်လေးဖြစ်ပါတယ် control c control v ပေါ့နော်အဲ့တော့ keyboard ကနေ copy ရှင်အာအရင်ဆုံး copy ရှင်တဲ့လေယာကိုယူထားမယ်ပြီးလို့ရှင် keyboard ကနေ control c ကိုနှိပ်လိုက်မယ်ပြီးတော့လို့ရှင်တော့ control v ကိုထပ်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှင်လေယာလေးနောက်တစ်ခုထပ်ပေါ်လာလိမ့်မယ်ပေါ့နော် ောက်ဆုံးနီလန်းလေးကတော့သူ့ကိုဒီရဲ့လေယာကိုအာ duplicate လုပ်လိုက်တာပေါ့နော်အာဒီနာလေးမှာအပောင်းပုံစံလေးရှိတယ်ကိုပွားရှင်တဲ့လေယာကိုအာဆွဲပြီးတော့ဒီအပောင်းပုံစံလေးနောက်လာပြီးတော့ထားပြလိုက်ပါ ဒါဆိုလို့ရှိရင်လေယာနောက်တစ်ခုပေါ်လာလိမ့်မယ်နော်သူကိုဆွဲလိုက်လို့ရှိရင်ဒါဆိုလို့ရှိရင်လေယာနောက်တစ်ခုပေါ်လာပြီးသားဖြစ်တော့ပါလိမ့်မယ်အာအကယ်၍ကိုကဒီအပေါင်းသားလေးကိုမဆွဲလာရှင်ဘူး shortcut key တုံးရှင်းနေဆိုတော့သူ့ရဲ့ shortcut key က control ရဲ့ G ရဲ့ဖြစ်ပါတယ်အဲ့တော့ control နဲ့ G နဲ့ကိုတွဲနှိပ်လိုက်မယ်ဆိုရင်နောက်ထပ်လေယာလေးတစ်ခုပေါ်လာပါလိမ့်မယ်အာဒါဆိုလို့ရှိရင်တော့ လေယာအောင်ဘလို့ပွားရမလဲလေယာပွားအနည်းပဏမျိုးရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့သိရှိသွားပြီလို့ထင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်